ခုဆိုကျွန်တော်တို့တော်လန်ကြီးက၅နှစ်ကြာလာပြီတကယ်တမ်းတော့ကျွန်တော်တို့တော်လန်ကြီး၅နှစ်ကြာတာကြာတင့်သလားဆိုရင်လည်းကြာတင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စစ်တပ်က တကယ်အင်အားကြီးစစ်သက်နော်နိုင်ငံတစ်ခုကိုကိုစားပြုတဲ့အင်အားကြီးစစ်သက်ကိုရင်ဆိုင်နေရတယ်မြန်မာနိုင်ငံရဲ့စစ်သက်အနေထားကနော်စစ်သက်အာဏာမသိမ်းခင်အချိန်ထိဒါဟိုနိုင်ငံတကာစစ်ရေးကျွမ်းကျင်သူဒီစစ်လက်နက်ကျွမ်းကျင်သူတွေရဲ့ညှုံးကိန်းအရမြန်မာနိုင်ငံရဲ့စစ်သက်ကဒီအဆင့်40မှာရှိတယ်ဒါဒါဒါကတော်တော်သေးတဲ့စစ်သက်မဟုတ်ဘူးနော်ဒါနိုင်ငံတကာရဲ့ညှုံးကိန်းဒါမြန်မာနိုင်ငံရဲ့စစ်သက်ကနိုင်ငံတကာရဲ့ညှုံးကိန်းမှာဒါအဆင့်40မှာရှိတဲ့စစ်သက်ဒါစစ်သက်အာဏာမသိမ်းခင်အချိန်ထိနော်အဲ့တော့အဲ့တလောက်အင်အားကြီးတဲ့စစ်သက်ကို ကျွန်တော်တို့ပြည်သူလူထုတွေကဘာတစ်ခုမှမရှိပဲနဲ့နော်ဟိုလက်ထဲမှာဒီဒါမျက်ခုတ်တဲ့ဓမ္မတူတော်မရှိပဲနဲ့ဒီအာနာသိန်းစစ်တပ်ကိုယင်ဆိုင်ဖို့ဒါတော့အင်အားကြီးတဲ့ဒီအာနာသိန်းစစ်တပ်ကိုယင်ဆိုင်ဖို့ဆိုတာတော်တန်ယုံအချိန်ကာလနဲ့တော့ရမှာမဟုတ်ဘူးအတချို့ကတော့ပြောကြတယ်ငါတို့တော်လန်ကြီးလှုပ်လာတာငါတို့လှူလာတာငါတို့ပါဝင်လာတာငါနှစ်ကြာသွားပြီပေါ့အခုထိမပြီးသေးဘူးလားဆိုတော့အဲ့တော့ဟိုဘလို့လဲကျွန်တော်အချိန်လေးကိုပြန်ကြည့်ရမယ်ကျွန်တော်တို့ယင်ဆိုင်နေတဲ့စစ်တပ်ကဘလို့စစ်တပ်မျိုးလဲလူစိတ်ရှိတဲ့စစ်တပ်လားလူစိတ်မရှိတဲ့စစ်တပ်လားကျွန်တော်တို့ယင်ဆိုင်နေရတဲ့စစ်တပ်က လောက်အင်အားကြီးတဲ့စစ်တပ်ကိုရင်ဆိုင်နေရလဲဆိုတာကျွန်တော်တို့ပြန်ကြည့်ရမယ်အဲ့တော့မနေ့တနေ့ကမှစာတင်ကန်းထဲမှာဘောပင်ကင်ပြီးတော့တောခုသွားတဲ့လူငယ်တွေကဒီကပအင်အားကြီးအဆင့်40ရှိတဲ့စစ်တပ်ကိုချက်ချင်းရင်ဆိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့ငါးနှစ်တောင်ကြာသွားပြီဆိုတဲ့စကားကိုကျွန်တော်တို့ပြောဖို့မသင့်သေးဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရင်း၅နှစ်ကြာနေရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးကိုနောင်နောင်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒါပေမဲ့အခုကျွန်တော်တို့တော်လန်ရဲ့အခြေအနေကဘယ်လိုရောက်ပြီလဲဆိုရင် အမြင့်ဆုံးအခြေအနေကိုရောက်နေပြီဒီအာနာတိန်ရတဲ့စစ်တပ်က तू ရွေးကောက်ပွဲလုံနိုင်ဖို့အတွက်အာနာတိန်ရတဲ့စစ်တပ်က तू ရွေးကောက်ပွဲလုံနိုင်ဖို့အတွက် तू တနိုင်ကန်လုံးကိုထိုးစစ်ဆင်မှာဒီစကားကျွန်တော်အခုမှပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့2023ခရက်ကကျွန်တော်ပြည်သူလူထုတွေကိုရောကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေကိုကျွန်တော်အများကြီးကြိုတင်သတိပေးခဲ့ပူတယ်နော်အ2025ခုရဲ့ဒီအော်တိုဘာလလောက်နောက်ဆုံးထားပြီးတော့စစ်တပ်ကနယ်မြေရှင်းလင်းရေးတွေလုပ်မယ်။ဘာကြောင့်လုပ်မှာလဲဆိုတော့ तू ကရွေးကောက်ပွဲလုံနိုင်ဖို့လိုအပ်တယ်။ तू ကဒီအာနာတိန်စစ်တပ်အနေနဲ့ तू ရေရှည်ရက်တီလို့မရဘူးစစ်တပ်ကသူအပြောင်းလဲတစ်ခုကိုမဖြစ်မနေလုတ်ကိုလုတ်ရမယ်အဲ့လိုအပြောင်းလဲလုတ်နိုင်ဘူးသူဆိုရင်တစ်ခုပဲရှိတယ်စစ်တပ်မှာရွေးကောက်ပွဲလုတ်ပြီးတော့ဒီဟန်ပြအတူအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရပုံစံလိုဟန်ဆောင်ပြီးတော့မှဒီစစ်တပ်ထဲကစစ်ဘူချုပ်တွေကဒီနိုင်ငံကြီးရဲ့ဒီအမြင့်ဆုံးအာဏာတွေကိုယူပြီးတော့ဒါအစိုးရပြောင်းလဲလုပ်မယ်စစ်တပ်ကဒီရွေးကောက်ပွဲမလုပ်ရင်သူနောက်ထပ်ရက်တီလို့ဘလို့မှမဖြစ်နိုင်တော့ဘူးစစ်တပ်ကသူဒီရွေးကောက်ပွဲကိုမလုပ်နိုင်ဘူးဆိုရင်နောက်ထပ်တစ်နှစ်ကြာအောင်သူရက်တီဖို့တော်တော်ခက်ခဲလိမ့်မယ် နောက်တစ်ခုကကျွန်တော်တို့တော်လန်ကြီးဘာကြောက်ကြလဲဆိုရင်ကျွန်တော်တို့မှာအိမ်နီးချင်းကောင်းမရှိဘူးကျွန်တော်တို့ဘေးပတ်ပတ်လည်လည်ဝိုင်းနေတဲ့အိမ်နီးချင်းတွေအကောလုံးကလည်းကျွန်တော်တို့မြန်မာလူမျိုးတွေကိုကြုံပဲဖြစ်စေချင်တယ်သူတို့နိုင်ငံရဲ့ကြုံပဲဖြစ်စေချင်တယ်မြန်မာနိုင်ငံကြီးအေးချမ်းသားရဖွင့်ဖြိုးသွားရင်သူတို့နိုင်ငံမှာကြုံခံမဲ့လူတွေမရှိတော့မှာသူတို့ကြောက်တယ်ပြီးတော့သူတို့နိုင်ငံအတွက်လိုအပ်နေတဲ့ကုန်ကြမ်းတွေကိုမြန်မာနိုင်ငံကနေဈေးပေါပေါနဲ့မရတော့မှာသူတို့ကြောက်တယ်အဲ့ဒီအတွက်ကြောင့်မြန်မာနိုင်ငံမှာဒီပြည်သူလူထုကိုကိုစားမပြုတ်တဲ့ပြည်သူလူထုကိုဗဟိုမပြုတ်တဲ့ဒီ ာနာသိန်းစစ်တပ်တွေပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတဲ့စစ်တပ်တွေအစိုးရဖြစ်မှမြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေအကုန်လုံးကသူတို့အဆင်ပြေမှာเนาะသူတို့လိုချင်တဲ့ဒီတယံသာသတွေကုံချမ်းတွေကိုဈေးပေါ်ပေါ်နဲ့ရမယ်သူတို့လိုချင်တဲ့ဒီအလုတ်သမားကျွန့်လေးဈေးပေါ်ပေါ်နဲ့ရမယ်အဲ့ဒီတော့ကြောက်ဒီအိမ်နီးချင်းနိုင်ငံတွေအကုန်လုံးကလည်းဒီအာနာသိန်းစစ်တပ်အတွက်ကိုထောက်ခံပေးနေတယ်အာနာသိန်းစစ်တပ်ကိုဝိုင်းဝန်းကူညီပေးနေတယ်တခါတိချပြန်စဉ်းစားကြည့်ရင်လေအာနာသိန်းစစ်တပ်ကဒီစစ်တပ်အာနာမသိခင်အချိန်ထိမြန်မာနိုင်ငံရဲ့စစ်တပ်ကဒီကပအင်အားကြီးအဆင့်40မှာရှိတယ် ကမ္ဘာအင်အားကြီးအဆင့်40ဆိုတဲ့နိုင်ငံကနည်းတဲ့အဆင့်မဟုတ်ဘူးเนาะအဲ့တလောက်အင်အားကြီးမာတဲ့စစ်တပ်ကိုမနေ့တနေ့ကမှစာသင်ခန်းထဲမှာဘောပင်ကင်ထားတဲ့လူငယ်လေးတွေကတောခုပြီးတော့ချက်ချင်းပြန်တိုက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒါရိုးရိုးရှင်းရှင်းလေးပဲအဲ့တော့တချို့ကပြောကြတယ်ဟိုတော်လန်ရက်9နှစ်တောင်ကြာသွားပြီပေါ့ဘာလုပ်နေကြလဲဆိုတော့အဲ့တော့တလောက်အင်အားကြီးတဲ့စစ်တပ်ပြီးတော့ဒီအိန္ဒိယနိုင်ငံတွေအကုန်လုံးကလည်းဒီစစ်တပ်ကိုပဲဝိုင်းဝန်းကူညီနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လန်ရက်က လိုအပ်တာထက်ပို့ပြီးစူးစမ်းရမယ်စူးစမ်းတင့်တာထက်ကိုနှစ်ဆတိုးပြီးစူးစမ်းရမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီခရီးကိုစထွက်ကြတဲ့ကဆုံးဖြတ်ချက်ကိုခန်းခိုင်မှမှချထားဖို့လိုအပ်တယ်။အဲကြောင့်မို့ကျွန်တော်တို့ဒီဒီတော်လန်ရေးပန်းနိုင်ကိုမရောက်ရောက်အောင်သွားမယ်လို့ဆုံးဖြတ်ချက်ချထားတဲ့အတွက်ဘလောက်ကြကြာကျွန်တော်တို့သွားကိုသွားရမယ်။နောက်တစ်ခုအခုဒီနိုင်ငံတကာအခင်းကျင်းတွေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ကနောက်ထပ်တစ်နှစ် နှစ်နှစ်လောက်ကိုရက်တည်ဖို့မဖြစ်နိုင်တော့ဘူးဆိုတော့နိုင်ငံတကာကလည်းကျွန်တော်တို့မြန်မာပြည်သူလူထုရဲ့စ조사အားထုတ်မှုကိုတို့တို့တော်တော်လေးအသိမှတ်ပြုလာပြီเนาะမြန်မာနိုင်ငံရဲ့ဒီຫນွေဥတော်လန်ရေးအစမှာနိုင်ငံတကာကဘယ်လိုမြင်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့ຫນွေဥတော်လန်ရေးအစမှာကျွန်တော်ဒီနိုင်ငံတကာကဒီ NGO တွေဒီနိုင်ငံရေး တုံးတက်တူတွေနိုင်ငံရေးပညာရှင်တွေဒီတန်တမန်လေးနဲ့ကျွန်တော်သတော်များစကားပြောဖူးတယ်စကားပြောဖူးတော့သူတို့စိတ်ထဲမှာဘာရှိနေတာလဲဆိုတော့လေနိုင်ငံတကာကမြန်မာပြည်သူလူထုကိုမယုံတာဘာမယုံတာလဲဆိုတော့မြန်မာနိုင်ငံကဟိုစစ်တပ်အာဏာသိမ်းထားတယ်စစ်တပ်ကအုပ်ချုပ်နေတာနှစ်ပေါင်း80ကျော်လာပြီဟောစစ်တပ်စန့်ကျင်ရေးတွေနှီးမျိုးစုံလုပ်တယ်ပုံစံမျိုးစုံလုပ်တယ်ဟိုပုံစံပေါင်းစုံပေါ်လာတယ်ဒါပေမဲ့ဘသူမှဒီစစ်တပ်ကိုပြုတ်တဲ့အထိဒီစိတ်အားထက်ထက်တန်တန်နဲ့တော်လှန်ကြတာမတွေ့ရဘူးเนาะ62 ရှိတယ်85ရှိတယ်62ရှိတယ်85အများကြီးရှိခဲ့တယ်88ရှိတယ်2000ခုရှိတယ်တော်လန်ကြီးတွေအများကြီးဖြစ်ခဲ့တယ်ဒါပေမဲ့ဘယ်သူကမှခရီးဆုံးအောင်မသွားခဲ့ကြဘူးဆိုတော့ဟိုအမြင်မျိုးဒီနိုင်ငံတကာတန်တမန်တွေနိုင်ငံတကာအစိုးရတွေတော့နိုင်ငံတကာနိုင်ငံရေးပညာရှင်တွေကြားမှာအဲ့ဒီလိုအသွေးမျိုးမြင်ထားတဲ့အတွက်ကြောင့်2023စစ်တပ်အာဏာသိမ်းပြီးတော့ညီမကျွန်တော်တို့ဒီ လက်နက်ကင်တော်လိုင်းရဲ့လမ်းစဉ်ကိုယူရမယ်လို့ပြောတော့နိုင်ငံတကာကတန်တမန်တွေအစိုးရတွေတို့ဟိုနိုင်ငံကြီးကျွမ်းကျင်တွေတွေကတို့မယုံကြဘူးအဲ့လိုမယုံကြဘဲတို့ကထိုင်ကျင့်နေတဲ့ဘောပေါ့ဗျာတို့ဘယ်လောက်ထိလုံမလဲဘယ်လောက်ထိစူးစမ်းမလဲမြန်မာပြည်လူလူကဘယ်လောက်ထိဒီစိတ်ဆုံးဖြတ်ချက်ပြတ်သားပြီလဲဆိုတော့တို့ကစောက်ကြည့်လာတဲ့အချိန်မှာဒီ၅နှစ်ကျော်၅နှစ်ထဲကိုဝင်လာတဲ့အချိန်မှာဒီမနေ့တနေ့ကမှဒီစာတင်ကန်းထဲကနေဘောပင်ကန်ပြီးထွက်သွားတဲ့လူငယ်တွေက မြန်မာနိုင်ငံရဲ့စစ်တပ်စခန်းတွေအများကြီးကိုတင်ထိုက်နိုင်တယ်လို့မြန်မာမြန်မာနိုင်ငံရဲ့နယ်မြေအများကြီးကိုလည်းစိုးမိုးနိုင်လိုက်ပြီဆိုတော့မြန်မာပြည်သူလူထုကတကယ်ဆုံးမချက်ပြတ်သွားပြတ်သားသွားပြီလားဆိုတာကိုသူတို့ယုံကြည်လာပြီအဲ့ဒီအတွက်လည်းဒီတော်လန်ရေးကိုသူတို့အကူအညီပေးဖို့အများကြီးစိုင်းပြင်နေတာကျွန်တော်တို့တွေ့ရတယ်တချို့ကိစ္စတွေကတော့ထုတ်ပြောလို့မရတာတွေရှိတယ်ပေါ့နော်အဲပြောလို့ရတာတခုကတော့သူတို့အကြောင်းပြချက်ကောင်းကောင်းရှာနေတယ်သူတို့ရှာနေတဲ့အကြောင်းပြချက်ကလည်းတကယ်ကိုရနေပါပြီနံပါတ်၁အကြောင်းပြချက်ကကြားဖြန့်ကြားဖြန့်ကတော့ကျွန်တော်ထင်တယ်နေပြည်တော်ထိမရောက်နိုင်ကြားဖြန့်နဲ့ ကြားဖြတ်ကိုအကြောင်းပြုပြီးတော့အခုအမေရိကန်ကကင်ဖို့လုပ်နေတယ်အဲ့ဒါကတော့နေဆက်လောက်ပဲဖြစ်နိုင်တယ်ဒါနောက်တစ်ခုရှိသေးတယ်မူရစ်မူရစ်ကလည်းမြန်မာနိုင်ငံကကဘာကိုဖြန့်ကျက်နေတဲ့မူရစ်ကဒုတိယအဆင့်ရှိတယ်အဲ့ဒီနှစ်ချက်ရှိတယ်နောက်တစ်ချက်ကမင်းအွန်လိုင်းကိုဘိုင်နိုင်တက်ပြီးတော့တတ်ဖန်းနိုင်တဲ့အဆင့်တိရှိနိုင်တယ်အဲ့ဒါကလူမျိုးသုံးတက်ဖြတ်မှုလူသားမျိုးနွယ်စုပေါ်ဆက်ရဆိုးမှုဆိုတဲ့ပြစ်မှုတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီသုံးချက်နဲ့နိုင်ငံတကာကအခုကင်ဖို့ ထုတ်ရှားနေတာလေ option ယူနေတာလေကျွန်တော်တို့သိနေရပြီเนาะဒါကလည်းတစ်ချက်ပေါ့အဓိကကကျွန်တော်တို့ပြည်တွင်းထဲကညီမပြည်သူလူထုတွေကဒီစစ်အာဏာရှင်အောက်မှာမနေလို့တော့ဘူးဆိုတော့ဆုံးဖြတ်ချက်ပြက်ပြက်တသားနဲ့အမြဲတမ်းထုတ်ရှားနေဖို့လိုအပ်တယ်ကျွန်တော်တို့အကုန်လုံးကအမြဲတမ်းထုတ်ရှားနေမှာနိုင်ငံတကာကကျွန်တော်ပြည်သူလူထုကတကယ်ဆုံးဖြတ်ချက်ပြက်သားပြီဒီဒီချိန်တော့ငါတို့ကုညီမရတော့မယ်ဆိုတော့အသွေးဝင်လာမှာအဲ့ဒီတော့ကျွန်တော်တို့ကငြိမ်လိုက်လို့မရဘူးဘလောက်ကြကြကျွန်တော်တို့အမြဲတမ်းတော်လှန်ရေးရတော့လုပ်နေရမယ်အဲ့တော့ခုနကကျွန်တော်တွက်ပြတယ်လို့မျိုးပြန်တွက်ကြည့်ရင်အဲ့တော့လည်း၅နှစ်ကြာလာပြီဘာမှမဖြစ်သေးဘူးလားလို့တချို့မေးကြတယ်ဘာမှမဖြစ်လို့ရမလား 2023စစ်သက်အာဏာသိမ်းတော့ကျွန်တော်တို့လက်ထက်မှာမရှိလို့လဲမျက်ခုတ်တဲ့ဓမ္မတူတော်မရှိဘူးလေအခုဆိုရင်မြန်မာနိုင်ငံရဲ့နယ်မြေ60လောက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေတိုင်းနာတပ်တွေတင်ထားနိုင်ပြီနော်အခုတော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရှိတင်ရှိထိုက်တာတွေရှိပြီးတော့စစ်စခန်းပေါင်းများစွာကိုလည်းတင်လာနိုင်နေပြီဒါအောင်မြင်မှုပဲပေါ့နော်အဲ့တော့အကုန်လုံးလုံခြုံရေးကြောင့်အေကတန်တွဲနဲ့ကွာမျိုးနယ်အနီးပင်လယ်ပြင်မှာညအချိန်ငါဖန်ဆီးမှုတွေကိုတားမြစ်ပိတ်ပင်ရက်ခိုင်မျိုးသားအဖွဲ့ချုပ်အာရခတ်တတ်တော် အေကပြည်သူတွေရဲ့လုံခြုံရေးအတွက်တန်တွဲနဲ့ကွာမျိုးနယ်အနီးပင်လယ်ပြင်မှာညအချိန်ကဖမ်းဆီးမှုတွေကိုည6နာရီမှနနက်6နာရီအတွင်းမှဖမ်းဆီးရန်ဒီကနေ့မှစပြီးတားမြစ်လိုက်ပါတယ်စစ်တပ်ကရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူစစ်တွေမျိုးတွေကိုစစ်အင်အား ဖြစ်တင်းမှုကိုရေချောင်းမှပို့လုလာတယ်လို့အေအေတိမ့်ပိုက်ထိန်ချုပ်ထားတဲ့မျိုးအချို့ကိုပြန်လဲတိုက်ခိုက်ပြီးတိမ့်ပိုက်ဖို့ရေချောင်းမှပြင်ဆင်ထားပြီးအခုရက်ပိုင်းပို့လုလာတယ်လို့အေအေကအသိပေးပါတယ်စစ်တပ်ရဲ့ရေချောင်းလေချောင်းကတိုက်ခိုက်မှုတွေကို အေအေကအရင်လဲသတိပေးထားပါတယ်ဒါပေမဲ့စစ်တပ်ကရေရောက်တွေကပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ရှိတယ်လို့အရင်ကအချိန်ကန့်တတ်မရှိငါးဖမ်းခွင့်ပြုထားတဲ့ငါးဖမ်းရေရုပ်တွေကိုအကာအကွယ်ယူပြီးစီးရီးဖြစ်တင်းမှုနဲ့လှုပ်ရှားလာနိုင်တာတွေကြောင့်တန်တွဲကွာမျိုးအနီးပင်လယ်ပြင်မှာငါးဖမ်းလာတွေကိုည6နာရီမှမနက်6နာရီအတွင်း AA ကအောက်တိုဘာ16ကစပြီးတားမြစ်လိုက်ပါတယ်။ AA ကယခုအမိန့်ကိုပြန်လည်ရုပ်သိမ်းကြောင်းမှကြီးညာမှချင်းအဆိုပါအေရိယာတွေမှာညအချိန်လုံးဝငါမဖမ်းဖို့တတိပေးထားပါတယ်။ဒါအပြင်စစ်တပ်ကပင်လယ်ပြင်မှာလက်နက်ကြီးနဲ့ပစ်ခတ်တာဖမ်းဆီးတပ်ဖြတ်တာတွေလုပ်တာကြောင့်ငါဖမ်းဆက်လီနဲ့ပြည်သူတွေအနေနဲ့နေကင်းပိုင်းငါဖမ်းတာမှလည်းကံဝေးမှမဖမ်းကြဘူး။စစ်တပ်ရေရုပ်တွေလာနေရမြင်ရင်ကဆက်ကန်းကြီးကိုအမြန်ဆုံးစိုက်ကက်ကြဖို့တတိပေးထားပါတယ်။ခုအောင်မြင်နိုင်ဖို့ဆိုတော့အချိန်တစ်ခုတော့စောက်ရမှာပေါ့လေ။ဒါကတော့ အားလုံးတည်တဲ့အတိုင်းပဲအဲ့တော့ဒီကာလကကျွန်တော်တို့အများကြီးပြောရမယ့်ကာလတော့မဟုတ်တော့ဘူးเนาะကျွန်တော်တို့ဒီကာလကဟိုအများကြီးစကားတွေအများကြီးပြောပြရမယ့်ကာလမဟုတ်ငါးနှစ်လောက်ကြော်လာပြီဆိုတော့အကောင်လုံးလည်းတည်တင်တည်ထိုက်တာတည်နေတော့ပါပြီအဓိကကတော့ကျွန်တော်တော်လိုင်းကြီးမှာဟိုအားလုံးတည်တဲ့အတိုင်းပဲစစ်တပ်ကသူရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင်တနိုင်ကန်လုံးကိုမီးလောင်ပြာချထိုးစစ်ဆင်နယ်မြေရှင်းလင်းရေးလုပ်မယ်သူကတော့သူ့အလုပ်သူလုပ်မှာပဲကျွန်တော်တို့ကလည်းကိုယ့်အလုပ်ကိုကိုယ်လုပ်ရမယ်အဲ့ဒီတော့စစ်တပ်ကတနိုင်ကန်လုံးကိုထိုးစစ်ဆင်မီးရှို့လီရင်တွေနဲ့ဘုံကျဲပြီဆိုရင်ပြည်သူလူထုကထိခိုက်တာရှိမယ် ပြေလူတို့ထိခိုက်တာရှိမယ်ဒုက္ခရောက်တာရှိမယ်အစာရေစာပြက်လက်မယ်ဒါကပြေလူလူတို့အပိုင်းနောက်တစ်ပိုင်းကတော်လည်းရဲဘော်တွေအပိုင်းတော်လည်းရဲဘော်တွေမှာဒီစစ်တပ်ကစစ်တပ်ကလူအင်အားလက်နက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကိုခုခံဖို့ဆိုရင်ကျွန်တော်တို့ရဲဘော်တွေမှာရှိတဲ့ရှိထိုက်တဲ့လက်နက်ခဲယမ်းတွေရှိဖို့လိုအပ်တယ်အခုဆိုရင်တချို့နယ်မြေတွေမှာကျွန်တော်တို့တွေ့နေရတယ်စစ်တပ်ကစစ်ကြောင်းထိုးလာတော့ကျွန်တော်တို့တော်လည်းရဲဘော်တွေမှာလက်နက်ခဲယမ်းမပြည့်စုံလို့နောက်ဆုတ်ပေးလိုက်ရတဲ့ပွဲတွေအများကြီးဖြစ်နေတယ်အခုလက်ရှိကတော့ငင်းကြံခရိုင်မန္တလေး စကိုင်းစကိုင်းဘက်မှာဆိုဟိုဘက်စကိုင်းမြောက်ဘက်ချင်းဒီကလေးတမူးနဲ့ဒီဘဲရင်တို့မှာဒါလက်နက်ခဲရန်တွေမပြည့်စုံလို့စစ်စစ်ကောင်စီစစ်တပ်ကထိုးလာတဲ့ထိုးစစ်ကိုအများကြီးရင်မဆိုင်နိုင်လို့စုပ်ပေးလိုက်ရတဲ့ပွဲတွေအများကြီးဖြစ်နေတယ်အဲ့တော့အဓိကပြောချင်တာကအခုတော်လန်ကြီးကကျွန်တော်အောင်မြင်မှုရဖို့သူကလက်တကမ်းပဲလိုပါတော့တယ်အချမ်းပတ်စစ်တပ်မှာသူ့ရဲ့နောက်ဆုံးထွက်ပေါက်ကဒီရွေးကောက်ပွဲလုပ်ပြီးတော့ဒီအတူအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ဒီပုံစံပြောင်းအစိုးရဖွဲ့လိုက်နိုင်ရင် ူတို့တော့ထွက်ပေါက်ရသွားပြီအဲ့တော့သူတို့ဆက်လက်အသက်ရှင်ဖို့ရသွားမယ်အဲ့ကျွန်တော်တို့တော်လန်ရေးမှာကျွန်တော်တို့တော်လန်ရေးဘက်ကလည်းဒီစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုတားမြစ်ဖြက်စီးနိုင်လိုက်ပြီးတော့ဆက်ပြီးတော်လန်ရေးလုပ်နေအောင်မယ်ဆိုရင်ဒီစစ်တပ်ကဆက်ပြီးအသက်မရှင်နိုင်တော့ဘူးအဲ့တော့အခုကျွန်တော်တို့တော်လန်ရေးရဲ့အနေထားကဘယ်ကိုရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ဒီရောက်နေလားစီးတာလားဆိုတာကိုမတဲကွဲသေးတဲ့အချိန်အခုကိုရောက်နေတယ်နော်အဲ့တော့ဟိုရောင်နီဆိုရင်ဘာဖြစ်လဲအားလုံးသိတဲ့အတိုင်းပဲရောင်နီဆိုရင်တဖြည်းဖြည်းနဲ့လင်းလင်းလင်းလာပြီးတော့မှနောက်ဆုံးတက္ကသိုလ်ကလုံးအလင်းရောင်ရသွားတယ် စည်းစာဆိုရင်ဘာဖြစ်လဲစည်းစာဆိုတဖြည်းဖြည်းနဲ့မှောင်မှောင်မှောင်လာပြီးတော့တလောကလုံးအမှောင်ကျသွားတယ်အဲ့တော့အခုကျွန်တော်တို့တော်လန်ရေးရဲ့အခြေအနေကရောင်နီလားစည်းစာလားကိုကွဲပြပြတည်ရဖို့အတွက်အချိန်နည်းနည်းကိုစောက်ရမယ်ပြီးတော့အဲ့ဒီစောက်နေရတဲ့အချိန်ကိုလည်းကျွန်တော်တို့ကိုယ်တိုင်ကြိုးစားနေရမယ်အခုကျွန်တော်တို့တော်လန်ရေးကစည်းစာလားရောင်နီလားကိုယ့်ဘာသာကိုဆုံးဖြတ်ရမယ်အခြေအနေအခုကျွန်တော်တို့တော်လန်ရေးကရောင်နီလာနေပြီတဖြည်းဖြည်းနဲ့တလောကလုံးအလင်းရောင်ရဖို့အတွက်ဒါအားလုံးကြိုးစားရမယ်အခြေအနေပါအဲ့တော့ကျွန်တော်ခု2023ကတည်းကအမြဲတမ်း ြောခဲ့တယ်နော်ကျွန်တော်အမြဲတမ်းမကြမကြဆိုသလိုအမြဲတမ်းသတိပေးပါတယ်ကျွန်တော်ကိုသိတဲ့လူတွေဆိုရင်သိပါတယ်ကျွန်တော်ဘယ်လိုသတိပေးခဲ့လဲဆိုတာနော်2023လောက်ကတည်းကစစ်တပ်က2025အောက်တိုဘာလလောက်ကိုနောက်ဆုံးထားပြီးတော့နယ်မြေရှင်းလင်းရေးတွေလုပ်မယ်ထိုးစစ်တွေဆင်မယ်အဲ့ဒီသူကကျွန်တော်တို့တော်လှန်ရေးဘော်တွေမှာရောပြည်သူလူထုမှာရောအကျိုးတင်ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ခဏခဏကြိုပြောခဲ့တယ်အခုဆိုရင်စစ်တပ်ကတနိုင်ကန်လုံးကိုထိုးစစ်ဆင်နေပြီနော်မန္တလေးတိုင်းဘက်ကိုစစ်ကြောင်း၅ကြောင်းခွဲပြီးတော့ထိုးစစ်ဆင်နေဒီ စကိုင်းမကွေးဘူးဆိုရင်ဒါစစ်ကြောင်း9ကြောင်းတော့ဒီကောင်းလေးခွဲပြီးတော့ထိုးစစ်ဆင်တယ်ဒါကရင်ဘက်ဘူးဆိုရင်ဒါစစ်ကြောင်း3ကြောင်းလောက်သူတို့ရောက်နေတယ်မွန်ဘက်ဟိုဘက်တနင်္သာရီဘက်ဒီကောင်းလေးဆင်းနေတယ်ဟိုစစ်တပ်ကတော့တနိုင်ငံလုံးကိုစစ်ကြောင်းထိုးနေတယ်အဲ့ဒီသူကကျွန်တော်တော်လည်းရဲဘော်တွေမှာလဲဒီထိုးလာတဲ့စစ်ကြောင်းကိုခုခံရမယ်ရင်ဆိုင်ရမယ်ကျွန်တော်တို့တော်လည်းရဲဘော်တွေခုခံရင်ဆိုင်နိုင်မှဒီရွေးကောက်ပွဲကိုဖျက်ဆီးနိုင်မယ်ရွေးကောက်ပွဲဖျက်ဆီးနိုင်မှကျွန်တော်တို့တော်လည်းရဲကနှစ်တူတူနဲ့နောက်ထပ်တစ်နှစ်2026နှစ်အလယ်လောက်တင်ကိုကျွန်တော်ပြတ်သွားနိုင်တယ် စစ်တပ်ကလုပ်တဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့တားဆီးနိုင်လိုက်မယ်ဆိုရင်နောက်ထပ်2026ရဲ့နှစ်အလယ်လောက်မှာတင်ကျွန်တော်တို့တော်လန်ရေးပြီးသွားနိုင်တယ်လို့ဒါတော်တော်များခက်မှန်းကြတယ်တချို့ကတော့ထုတ်မပြောကြဘူးနော်ဒါဟောလို့လေဒီတာဝန်ရှိတဲ့လူပုဂ္ဂိုလ်တွေကြတော့ဒါအစကားကိုဗျမ်းမလာပြောလို့မရဘူးလေသူတို့ကတော့ထုတ်မပြောလို့မရဘူးကျွန်တော်တို့လိုတာမန်ပြေသူလူလူတွေကြတော့ဒါကိုထင်ရမြင်ရကိုပြောလို့ရတယ်ဗောလေကျွန်တော်ခက်မှန်းတာကတော့2026ရဲ့နှစ်အလယ်လောက်မှာကျွန်တော်တို့တော်လန်ရေးပြီးနိုင်တယ်လို့ခက်မှန်းတယ် ဒါကလည်းဒီတိုင်းနေရင်တော့မရဘူးဒီတိုင်းထိုင်နေလို့တော့မရဘူးအခုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်ယူကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာတွေကိုကျွန်တော်ဖြတ်စည်းတားမြစ်နိုင်ခဲ့မယ်ဆိုရင်2026ရဲ့နှစ်အလယ်လောက်မှာကျွန်တော်တို့တော်လှန်ရေးပြီးသွားနိုင်တယ်ဒီလိုမှမဟုတ်ပဲအခုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်စစ်တပ်ကတနိုင်ငံလုံးကိုခြေမုံရှင်းလင်းရေးတွေလုပ်နေတာကိုကျွန်တော်တို့ကမတားဆီးနိုင်လိုက်ဘူးဆိုရင်နောက်ထပ်နှစ်ပေါင်းတရားကြလဲစစ်အာဏာရှင်စစ်ကြုံဘဝကနေကျွန်တော်လွတ်မြောက်ဖို့မရှိဘူးနောက်တစ်ချက်ကပုံပြီးရေးကြည့်တာကဒီတိုင်းရနာတပ်တွေရဲ့ပါဝင်မှုအခုဆိုရင်ဗျာမြန်မာနိုင်ငံရဲ့သမိုင်းတလျှောက်လုံးမှာ နှစ်ပေါင်း80နီးပါးမြန်မာနိုင်ငံရဲ့တမိုင်းတစ်လျှောက်လုံးမှာဘယ်တုန်းကမှမရဘူးခဲ့တဲ့အခွင့်အရေးဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့အခွင့်အရေးအခုဒီတော်လှန်ရေးမှာပေါ်လာတယ်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်သူလူထုဒီဒီဗမာလူမျိုးတန်း30ကျော်လောက်ကတော်လှန်ရေးတဲ့ကိုပါဝင်လာတယ်ဆိုတဲ့တမိုင်းကမြန်မာတမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးနောက်လဲရှိတော့မှာမဟုတ်ဘူးအဲ့တော့ဒီအခွင့်အရေးကိုလက်ဝဲပိုင်ပိုင်အတုံးချပြီးတော့တိုင်းရင်းသားတပ်တွေတိုင်းရင်းသားအဖွဲ့တွေလုပ်နေတဲ့ လူမျိုးစုလူမြောက်ရေးတော်လန်ရေးဆိုတာဒီချိန်ကတို့တို့အခွင့်ရေးကောင်းပဲအဲ့တော့အခုဒီမှာသူ့နေရကတော့မင်းအောင်လှိုင်ရဲ့ဟန်ပြဒီ NCA ပွဲမှာတိုင်းရနာခေါင်းဆောင်တွေသူတို့ဟိုစကြရရေးတော့ဗောဗျာတိုင်းရနာခေါင်းဆောင်တွေရဲ့ဒီဟိုဦးကြီးဦးမတွေကသူတို့စားကွင်ရရေးအတွက်မင်းမင်းအောင်လှိုင်ရဲ့ MCA မှာတွတ်ထိုင်နေကြတယ်ဒါကလည်းဘဒူကမှလူရမသွင်းပါဘူးအဲ့တော့ဟိုဟို PNO သွားတယ် PNO ကဒီပအုပ်ကိုကိုစားပြုတ်လာမေးကြည့်တော့ပအုပ်ပြည်လူလူတို့90ရာခိုင်နှုန်းလောက်က ထောက်ခံနေတဲ့အဖွဲ့မဟုတ်ဘူးအဲ့တော့ KNU တက်တယ်ဆိုတော့အခု NCA ပွဲကိုသွားတက်တယ် KNU 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 လို့သူတို့ကသူပြောတဲ့လူကြီးတွေကလည်း KNU ကိုကိုစားမပြုတ်ပါဘူးလို့ KNU ကပြောထားတယ်နော်အဲ့တော့မွန်ကိုမွန်အဖွဲ့ကိုကြည့်တော့လေမွန်ပြည်တက်ကအခုဆိုနှစ်ဖွဲ့ကွဲသွားပြီတော်လှန်ရေးမွန်ပြည်တက်နဲ့ MCA မွန်ပြည်တက် MCA မွန်ပြည်တက်ဆိုတာကဟောမလှုပ်နိုင်မကင်နိုင်တော့တဲ့အဖူးကြီးတွေတကယ်တိုက်ရိုက်ခိုက်ရေးစွန့်တဲ့မွန်လူငယ်တွေအခုစစ်အာဏာရှင်တော်လှန်ရေးပို့ဆိုပြီးတော့မှအခု မွန်တော်လိုင်းကြီးတက်ပြီးဖွဲ့တာဒါအင်အား3 4000လောက်ဖြစ်နေပြီအဲ့တော့ NCA တက်သွားတဲ့အဖူးကြီးတွေက သူတို့စားကွင်ဆက်ချက်ရဖို့တွားကြတာဒါကိုကျွန်တော်တို့သွားပြီးတော့ခန်းစားနေစရာမလိုဘူးတေချာတာကတော့ကျွန်တော်တို့တော်လိုင်းကြီးကဒီထက်ပိုပြီးနှစ်ဆစူးစားရမယ်အထူးသဖြင့်တော့ဒီစစ်တပ်ကလုတ်ဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဖျက်ဆီးရနိုင်ရမယ်တားမြစ်နိုင်ရမယ်စစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဖျက်ဆီးတားမြစ်နိုင်ခဲ့မယ်ဆိုရင်ဒီတော်လန်ရေးက2026ရဲ့နှစ်အလယ်လောက်မှာပြီးသွားနိုင်တယ်လို့ကျွန်တော်တို့ ခတ်မှန်းလို့ရတယ်။နောက်ဟိုကိုပြည်တွင်းတက်ကအင်အားစုတွေရောဒီတခြားနိုင်ငံတကာရဲ့ဒီလှုပ်ရှားမှု action တွေပါကြည့်လိုက်ရင်တော့ကျွန်တော်တို့တော်လန်ကြီးကပန်းတန်ရောက်ဖို့တိတ်မကြံတော့ဘူးဆိုတော့ကျွန်တော်မြင်နေရတယ်အခုတော့အဲ့တော့အရေးကြီးဆုံးကဒီနေ့ဒီအချိန်ကအရေးကြီးဆုံးပဲအခုဆိုတနိုင်ငံလုံးကိုစစ်တပ်ကစစ်ကြောင်းတွေထိုးနေတယ်အခုမြင်းကြံတဝိုက်မှာဆိုရင်မြင်းကြံပီရီယက်တွေအခုအလူးအလဲခံနေရတယ်စစ်လက်နက်အင်အားမမျှလို့ကြည်စံမလုံလောက်လို့အခုမြင်းကြံခရိုင်အသွင်းမှာရှိတဲ့တော်လန်ကြီးတက်ဖွဲ့တော်တော်များပါတယ်မြင်းကြံခရိုင်ထဲမှာတော့ ရင်ကျန်တက်ရင်တက်တက်ရင်လေးတက်ရင်6ရှိမယ်အဲ black တိုက်ကပူမိုက်ခဲအဖွဲရှိမယ်ကိုတက်ကြီးတို့အဖွဲရှိမယ်ဆိုတော့ရင်ကျန်ခရိုင်သွင်းမှာရှိတဲ့ PDF တက်ဖွဲ့တွေဒါစစ်ကောင်စီရဲ့ထိုးစစ်ကိုအလူးလဲခံနေရတယ်သူတို့မှလိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့ကုညီနိုင်တဲ့သူတွေအော်ကိုကိုတိုင်းဓာတ်ရိုက်အဆက်အသွယ်ရှိရင်ဓာတ်ရိုက်အကူအညီပေးကြပါဓာတ်ရိုက်အဆက်အသွယ်မရှိရင်ကျွန်တော်တို့စီကနေတစ်ဆင့်ခံအကူအညီပေးလို့ရပါတယ်